2025ခုနှစ်ဧပြီလ9ရက်ဗုဒ္ဓနေ့မနက်စောစောနှုတ်ခေါ်ရညီဖျားခင်သာတောက်တဲ့ကျွန်တော်တို့တင်ပြခန်းစားပြီးတိတ္တကလာတော့လာကြည်လင်မဲ့ခွင့်ရအတွက်ပြင်ဆင်ပေးတဲ့ဖျားရှင်နာမှာဘုန်းကြီးပါစီပေါ့ကလချင်းကိုရှိဥစွာရင်းနှောမစွေနှစ်စာနေဒီကနေ့ပါဝင်ကျွန်တော်ကျမအသက်ရှင်ခဲ့တာ69ရက်ရှိခဲ့ပြီဖြစ်ပါတယ်ဘာလို့ပါဆိုတရားပြတော့မယ်နော်အဲ69ရက်တာကာလကိုဘယ်လိုသုံးပြုကြလဲပြန်ပြောင်းဆက်စစ်စဉ်းစားရအောင်မနက်ဖြန်နေပြီးတော့ကျန်ရှိသေးတဲ့တစ်ကုန်ဒီကျန်ရှိတဲ့နေရာတော့266ရက်ကျန်ပါသေးတယ် ဲ့ကျန်ရှိသေးတဲ့266ပဲလေကာလကြောင့်ခေါင်းဆိုးရွေးနှုတ်ပြီးပွာလာခြင်းလေပို့လို့ကရှေးဥစွာတိုက်တွန်းလို့ဆိုပါစီဒီနေ့ my blessed morning အစီအစဉ်အဓိကခြေပြမှတ်ချမ်းစာတော့ according to order စာပထမစာဆောင် အခန်းကြီး30အပိုင်ငယ်၄ဖြစ်ပါတယ်ထိုသူတို့နောက်၌လိုက်သောဓမ္မကြောင့်မှထွက်သောဤကိုတောက်ကြ၏ထိုကြောင့်ကခရစ်တော်ဖြစ်သည်နောက်တော့ဒီအသက်ရှင်တဲ့ဆောင်းတော်ဖြစ်တိုင်းကြောက်တိုင်းမှာဖျားသခင်သည် ်အသက်တပတ်ပြန်လဲကောင်းချီးပေးပါစေသောအာမင်ဗလာမီဧဘရဲ20ကထမြောက်တော်မူရာနေ့ရဖြစ်ပါတယ်အရှင်ရှုသေးခြင်းထမြောက်တဲ့ကျွန်တော်လဲကားရမီလဲတော်တော်ပါတယ်မြုံနံလာပါတယ်တော်မြောက်မှာအရှင်နဲ့တူအသက်ရှင်ထမြောက်ခြင်းခံစားပါတယ်ဟာလေလုယာဒီနေ့ဖတ်တော်ရဲ့ကျမ်းစာကတော့ဓမ္မောင်းကျမ်းကို အခြေပြုထားရရပါဘာကြောင့်ကျွန်တော်ပြောလဲဆိုရင်ကောရိန္သုရစာပရဆောင်ခန်းကြီး30မှာညီကိုတို့ငါတို့ဘိုးဘေးပေါင်းတို့သည်လို့ပြောတယ်။ဒါဂျူးလူမျိုးတို့ရည်ရွယ်ပြောနေတာ ဲ့တော့သူတို့နောက်ကလိုက်တဲ့ဓမ္မကြောက်ကနေရေကိုတောက်ကြတယ်ပထမချိန်တောက်တော့တော့ဗမာတွေ့ရတယ်ဆိုလို့ရှိရင်ကျန်းစာမှာထွမြောက်ကျန်းခန်းကြီး18အပိုက်ငယ်406မှာ refitting အရက်မှာကြောက်ကိုရိုက်ပါလို့ပြောတော့ခရစ်တော်ရဲ့ကားထဲမှာအသေးခန်းချင်းပေါ့လေဒီကြောက်ကိုရိုက်လိုက်ကြောက်တရရေထွက်ပြီးတော့သူတို့ဝါနေစွာတောက်သုံးရတယ်လော်တန်2ပေါင်40လောက်အကြာမှာဘယ်ရောက်ပြီဆိုရင်တိမ်တော့ရောက်ပါတယ်အဲ့ဒါတော့တော်လျာကျန်းခန်းကြီး20 အပိုင်ငယ်တိကနေဟော7တွင်ခုနကျွန်တော်ဖတ်တာမှားသွားတယ်ဇီနာတော်မီးလင်းရောင်ကြောင့်ဖြစ်ပါတယ်လို့ sorry ပါဇီနာတော်ရောက်တဲ့ခါမှာဘာလို့ဆိုရင်အကြောက်ကိုမှားထားပါလို့ပြောတယ်ခုနတော့ကတော့ဟာရိုက်ပါလို့ပြောတယ်ဒါကားနိုင်မှာအသေးခံချင်းအဲကြောက်ကြတော့ဘာဖြစ်လဲသူတို့နောက်ကလိုက်တယ်လို့ကြောက်တယ်ကျွန်တော်တို့ဘာယုံစင်ချမ်းစာပြောတဲ့အတိုင်းသူတို့နောက်ကလည်းအဲကြောက်ကလိုက်တယ်အဲကြောက်ကခရစ်တော်ဖြစ်တည်တည်လို့ပြောတာအောင် ကြောက်ကအသက်ရှင်နေတယ်ဒါကြောင့်ကြောက်ကဘာလဲ speak to the rock ကြောက်ကစကားပြောပါမှားလိုက်ပါလို့အရှင်ကပြောတာအရှင်ထာဝရဘုရားဘုရားရှင်ကပြောတာဒါပေမဲ့အသက်ရှင်တဲ့အကြောင်းမောရှိမသိတဲ့အကြောင်းကြောက်ကနှစ်ချက်ဆင်ရိုက်ပြလိုက်တယ်အကြောင်းသူခန္ဓာပြူကိုဝန်စားခွင့်မရခဲ့ဘူးအဲ့ဒီအဓိကပြောချင်တာကတော့သူတို့နောက်ကလိုက်တဲ့ကြောက်ဆိုတဲ့အရာပဲဖြစ်ပါတယ်နှစ်ပေါင်း40လုံးသူတို့နောက်ကလိုက်တာနော် ပထမချိန်တော့ကတော့ဘာလုပ်ဖို့ပဲလဲရိုက်ဖို့ပါเนาะ smithing rock ကြောက်ကိုရိုက်ဖို့လိုတယ် crypto ကားတွေမှာလိုက်သက်ရှင်ပေါ့လေမဒုတိယချိန်ကျတော့အဲ့ချောက်ကအသက်ရှင်နေပြီလေထမြောက်ပြီလေ crypto ကဒါကြောင့်ဘာလုပ်ယူမလဲခုနကကျွန်တော်ပြောတဲ့ speak to the rock ကြောက်ကိုမှားထားယူမယ်ဖြစ်တယ်မမှားဘဲနဲ့ရိုက်တဲ့အတွက်ကြောင့်ဒါကြောင့်ကျန်သာပြင်ရှင်ကပါပြောထမြောက်တော်မူခြင်းတကောမောရှိနားမလဲတဲ့အတွက်ကြောင့် ခံနေပြီးမွန်ရအောင်သူထမြောက်ခြင်းကတအားအရေးကြီးတယ်ဆိုတော့ပေါ်ပြကျင်လာပါကြောဒီနေ့ချက်တော်ကြီးကိုမှတ်ပါတော့အရှင်သည်ဧကန်စစ်စစ်ပေးခြင်းဟာထမြောက်ခဲ့ပြီတကောခန်းကြီး၅အပိုင်ငယ်၃လေးမှာငါသည်ကိုယ်တိုင်ခန်းကြီးတိုင်းတင်လို့ဟာရှိဥစားအပ်ပြီးတဲ့ရာပါလေထိုရှင်သည်ကျန်းစာလိုက်တိုင်းငါတို့ပညာကြောင့်အသေးသက်ချင်းခံနေတင်းကြုံပြီးမှကျန်းစာလိုက်တိုင်းသုံးရမြောက်တဲ့နေသေးခြင်းကထမြောက်တော်မူတဲ့ထိုရှင်နာမှာပုံကြည့်ပါစေကျန်းစာလာသည့်အတိုင်းကျွန်တော်တောင်းချမ်းမှာပြောနေတယ် ဒါကြောင့်ဒီနေ့ချက်တော်ညူမော်တော့ပြီးခဲ့တဲ့တင်လာနေရလဲအိုးတီတော်အသည်ဆိုတော့စဉ်းစားခဲ့တယ်ဒီနေ့ကတော့ကြောက်အကြောင်းထိုကြောက်ကဓမ္မကြောက်ကခရစ်တော်လို့ပြောတာအောင်ခရစ်တော်ဟာအသက်ရှင်တဲ့အရှင်ထမြောက်တော်မူသောအရှင်ဖြစ်တဲ့ဆိုတာတည်ကျွမ်းရအောင်လို့ဆက်စင်ပြီးတိုက်တွန်းလိုပါတယ်ကျောင်းရဲနှုတ်ကတော်နဲ့ဝင်းခါချာဖြင့်ရောက်တိုင်းမှာဘုရားသခင်သည်အသည့်တပံပြန်လဲကောင်းချီးပေးပါစေတော့စွတော်နိုင်ကြပါစို့မြစ်တော်ရှင်ဖပါဗျာအစ္စရေးလူမျိုးတွေဟာရီဖီတင်ရက်မှာကြောက်ပါနေပြီးတော့ရေကိုတောက်ပါတယ်အဲ့ချင်းမမောရှိကို အရှင်သာရဘုရားရိုက်ဖို့ပြောပါတယ်အရှင်ရှုဘုရားကားထဲမှာသီခံခြင်းပဲဖြစ်ပါတယ်နောက်တစ်နေ့40လောက်ကြာမှာဇီးနာတော်ရောက်တဲ့ခါကြောက်ကိုမှားထားပါလို့ပြောပါတယ်တမောရှိယဒေါသထွက်ပြီးတော့နှစ်ချက်ရိုက်တဲ့ခါမှာခံနေပြီးမွန်လိုက်ရပါဘူးထိုကြောက်ကသူတို့ကလိုက်တဲ့အသက်ရှင်တဲ့ခရစ်တော်ပဲဖြစ်ပါတယ်ထိုတမကြောက်နဲ့ရေကိုတောက်တယ်ထိုကြောက်ကခရစ်တော်ဖြစ်တယ်ပြောတယ်ခရစ်တော်ရဲ့အသက်ရှင်ခြင်းထမှောက်ခြင်းကိုပုံဆောင်နဲ့ပေါ်ပြနေခြင်းဖြစ်ပါတယ်ကြောက်ဒီမှုရာတွေအပြင်ကျမ်းစာတစ်တိုင်း ထိုရှင်ဒီတော်မြောင်းနဲ့နေတဲ့ရှင်တေကျန်ရှင်ပြန်ထမှာလို့ဆိုတာကျမ်းစာကဖော်ပြထားတယ်ဓမ္မမှာဖော်ပြထားဆိုတာစိတ်ချကြံတော်လာစရာကြောက်ဖြစ်စေဖို့တေနှုတ်ကတရားစာဖြင့်အလင်းပြင်းပဲ့ပြင်းချင်းသုံးသိချင်းမှာပြုပြော်ပို့ဆောင်ကောင်းကြီးပေးပါမိချောင်းတေကျန်မှာရှင်ပြန်ထမြောက်အသက်ရှင်တော်မူသောအရှင်ယေရှုဖရာနာမတော်မြတ်ကိုမြှပြုပြီးခြေစွာပေါင်းချီးမွမ်းခြင်းနဲ့တူဆုတောင်းအပ်နှံကြပါရစေဖရာသခင်အာမင်ကျမ်းစာလာဒီတိုင်းတော်ရင်မြတ်တော်နေ၌တေကျန်ကနေထမြောက်တော်မူတယ်ထိုရှင်နာမပုံကြီးပါဖြင့် ကျန်းစာလိုက်တိုင်းငါတို့ပြည်များအတွက်ကြောင့်အသေးသက်ချွန်ခံတယ်။တင်းချူပြီးမှကျန်းစာလိုက်တိုင်းတော့ရမြော်သောနေနဲ့ပေချင်းကနေထားမြောက်တယ်။တမောင်ကျန်းတော်ကပြောထားပြီးသားလို့ဆိုလိုနေတာဖြစ်ပါတယ်။ဒေါက်ထိုးရှင်သည်အေကန်စစ်စစ် ပေချင်းကထားမြောက်တယ်။ He is risen ။အေရမှာမရှိမိန်တော်မူတဲ့တိုင်းထားမြောက်ခဲ့ပြီ။ဒါမသိ28ကိုကျွန်တော်တရားခြားတကစဉ်းစားမှပြောထားခဲ့ပြီးဖြစ်ပါတယ်။ကြော်ဒီကျောင်းတော်မှာယက်တိပြော့ထိုရှင်ထမြောက်ခြင်းကိုလက်စင်ခံပြီးဆက်ပြီးဝင်ခါကြရအောင်လို့ကျွန်တော်တိုက်တွန်းလိုပါတယ် ကျွန်တော်ရဲ့နှုတ်ကပတော်နဲ့ဝင်ငါချာဖြင့်ရောက်တဲ့မောဘုရားခင်သည်အတိတ်တပံပြန်လဲကောင်းချီးပေးပါစေတော့အာမင်